ဟိုးရှိရှိတုန်းကတောအုပ်ကြီးရဲ့အနီးရွာတရွာမှာအရင်ဝင်ဆင်းရဲပြီးမိပါမဖြစ်နေတဲ့လူငယ်လေးတယောက်ရှိခဲ့ပါတယ်။သူ့ကိုအနာကက်မှတ်ပြီးကံမကောင်းလှတဲ့လူတယောက်ဖြစ်ရွာသားတွေကသတ်မှတ်ထားကြတာပါ။အမှန်တော့တရွာမှာမိပါမကလေးတွေကတယောက်တည်းမကအများကြီးရှိနေခဲ့တယ်။ဒါပေမဲ့တီဆလန်ထဲမှာတော့အဲ့ဒီလူငယ်လေးမောင်သက်ပိုင်တယောက်တည်းပဲပုံဖော်ပြောပြသွားမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကကံအဆိုးဆုံးနဲ့တနာစရာကောင်းဆုံးဖြစ်တယ်လို့ ရုံးရည်ကလည်းမပြေပြစ်ပဲအလွန်ဆင်းရဲတဲ့သူတယောက်ဖြစ်နေလို့ပါ။သူကအိမ်မရှိရာမရှိဘဝဖြစ်တာကြောင့်သူအနားယူပြီးအိတ်ဆက်တာဟာအရေးကောင်းလွန်တဲ့သစ်ပင်ကြီးရဲ့အောက်မှာပဲဖြစ်ပါတယ်။တနေ့မှတော့သူဟာသစ်ပင်ကြီးအောက်မှာအိတ်ဆက်ရင်းသူ့ဘဝရဲ့အထူးချက်မှုတွေးကတတိုးလေးရွတ်နေပါတယ်။ငါလိုလူမျိုးဘယ်မင်းကလေးကလာချစ်ရဲပါမလဲလေအဲ့ဒီအချိန်ရွာတွေကလူစုလူဝေးတစ်ခုမှလဲတပ်ပိုင်ရဲ့အကြောင်းကမပိုင်မပြီးတဲ့စကားတစ်ခုလို့ပါပဲ ရွာတကြီးဟာကျွန်တော်ပြောချင်တာဗျာ။တောက်ပိုင်လည်းရွှေရောက်နေပြီလေ။သူလည်းကို့ချစ်တော့ပေါ်ရက်တည်ပြီးတော့အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုတော့လုပ်သိမိမလား။ရွာသားတွေစီကအခုလိုလိုက်ပြီးတောင်းစားနေတာမျိုးကလုံးဝမဖြစ်တဲ့နောက်ဘူးလို့ကျွန်တော်ထင်တယ်။ကျွန်တော်ကိုထမင်းနဲ့ဟင်းလေးနည်းနည်းလောက်ပေးပါအောင်ဗျာ။ဟုတ်ဗျာ။ငါစကားတော့မဆုံးသေးဘူး။ तू ကရောက်လာပြန်မင်း။ဆိုမြန်မင်းမတခုခုရှိရင်ငါ့ကိုနည်းနည်းလောက်ပေးပါလား။ငါတကယ်ပိုက်စားနေလို့ပါ။မပေးရင်တော့ငါတီးကနေဘယ်ကိုမှမသွားအောင်တော့။ဟာကွာမင်းတို့ကောင်တွေ စားစရာတစ်ခုခုရှင်ပေးလိုက်ကြစမှာကွာငါတီစင်းရဲ့သားကိုခြေထောက်နဲ့ကန့်ချနေပြီဂျီလုံနဲ့ရပောင်းများစွာကြတော့ရွာလူကြီးလဲရွာသားတွေအကြံပေးတဲ့အတိုင်းမောင်တပ်ပိုင်ရှိတဲ့နေရာထိလိုက်လာခဲ့ပါတယ်ဟိတ်ကောင်တပ်ပိုင်မင်းလက်ဒီနှစ်ဆိုအရွယ်ရောက်လို့လူပြိုရောင်ဖြစ်နေပြီငါဒီရွာရဲ့တကြီးတယောက်နေနဲ့ပြောရမယ်ဆိုရင်မင်းကိုဘဝကိုစပြီးနေထိုင်သင့်မင်းစားဖို့နေရတဲ့အလွတ်လွတ်တော့လေကွာခင်အောင်တပ်ပိုင်မင်းတီလိုပဲရွာသားတွေစီကအမြဲတမ်းတောင်းစားနေလို့မဖြစ်ဘူးကွာ နွားလိုကျွဲလိုကြီးနေတဲ့အရွယ်ကြီးနဲ့သူများစီကခုချိန်ကြီးတောင်းစားနေတော့မဲလားကွာမင်းမရှက်ဘူးလားရှက်ရမယ်ငါ့ဘောင်ရှက်ရမှာလဲကွာဒါနဲ့တကြီးကျွန်တော်အလွတ်လွတ်တော့ဆိုပေမဲ့ဘလို့လောက်ရမှာလဲဗျာကျွန်တော်မှမိဘတွေလည်းမရှိတော့ဘူးလေယာမြေဥယျာဉ်ချက်မြေးဆိုရာလဲအဖေအမေတို့ကတခုမှထားခဲ့တာမဟုတ်ဘူးလေဒီလိုဆိုတော့ဘလို့အလောက်ကိုသွားလို့ရမှာလဲဗျအခုလိုရွာထဲမှာတာမဆိုင်ကျွန်တော်ပိုက်စာနေုံရှိတော့မှာပေါ့အေး အဲ့ဒါကြောင့်ငါတို့အားလုံးတိုင်မင်မီဆုံးဖြတ်ထားတာရှိတယ်။မင်းရွာနောက်ဖက်ကတောဆက်မှာသွားပြီးတောခုတ်လိုက်။အဲ့ဒီမှာလေယာတွေတိုးချက်လိုက်ပေါ့ကွာ။မင်းအဲ့ဒီမှာလုံနိုင်တဲ့လောက်သာလုံ။အားလုံးကမင်းပိုင်ပါလေ။ငါမင်းကိုအလကားပေးလိုက်မှာဘလို့လဲကွာ။ဟွန်းအဲ့လိုဆိုရင်တော့ကောင်းပါရဲ့ဗျာ။ဒါပေမဲ့တကြီးရေကျွန်တော်မှဒါမရှိဘူး။အဲ့ဒါရောဘယ်ရနေရိုးရမှာလဲ။လက်နဲ့တစ်ပင်ကိုခုတ်လို့တော့ရမှာမဟုတ်ဘူးလေ။မင်းမှဘာမှမရှိဘူးဆိုတော့ငါသိရဲကွာ။ဒါဆိုငါရွာသားတွေနဲ့အစည်းအဝေးလုပ်ပြီးရင် လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုဝိုင်းဝန်းလိုတန်းပေးဖို့စီစဉ်ပေးလိုက်ပါမယ်ကွာ။ကောင်းပါပြီ။ကျေးဇူးတင်ပါတယ်တတိယ။အခုတော့ကျွန်တော်မြေအပိုင်ရတော့မှာပေါ့နော်။အဲ့ဒီလိုတပ်ပိုင်တယောက်ပြောနေတာမြင်တော့စိုးမြက်ကစိတ်ထဲကနေတွေးရင်လှောင်ရနေပါတယ်။ဟင်းဒီကောင်ယူများနေလားမသိဘူး။သူ့ကိုယ်သူမကြခင်တိတ်တော့မယ်ဆိုတာမသိသေးဘူး။အဲ့ဒီတော့ကဒိမင်းပုံဖြစ်နေပြီလေ။တတိယအဖို့ခေါ်ခိုင်းတော့ငါလိုက်မတော်နိုင်ဘူး။ အဲ့ဒီချိန်မှာရွာတကြီးကအနှင်းငယ်စဉ်းစားလိုက်ပြီးအခုလိုပြောလိုက်ပါတယ်။အေးအဲ့လိုဆိုရင်တော့ငါဒီကောင်နှကောင်မင်းနဲ့တူတူထည့်ပေးလိုက်မယ်။နင်းနေပါပါအခုမြင်လေးပါလေပေးလို့ရတာပေါ့။ဒါမှအလုံးမြင်မြင်ပြီးမှမလား။ဟုတ်ဟုတ်လေကျွန်တော်တော့မလိုက်ပြစေနဲ့တကြီးရဲ့ကျွန်တော်ကကြောက်တတ်တယ်ဗျ။မင်းတို့ကလည်းကွာဘာကြောက်เสียရှိလို့လဲ။ကူညီပေးလိုက်ပါကွာ။တငယ်ချင်းတွေလည်းဖြစ်နေတာပဲ哦။ဘာလို့ခွဲခြားခွဲခြားလုပ်နေရလဲ။ဟင်းငါတော့ကန်ဆုပ်ပြီး ငါအသက်တော့ဒီမှာပဲကုံဆုံးရတော့မှထင်တယ်။တကယ်လို့ကျွန်တော်အသက်မရှင်တော့ဘူးဆိုရင်ကျွန်တော်မိဘတွေကိုလည်းတကြီးရပဲကြီးစုစောင့်ရှောက်ပေးပါနော်။ဟာကွာဆိုးမြန်တောသားခုတ်ယုံလေးကိုမင်းကဘာလို့လက်နေရလဲ။သွားသွားတော့ငါလည်းလိုက်ပါမယ်။ဒီလိုနဲ့ရွာလူကြီးကအဲ့ဒီနေ့မှာပဲရွာထဲကိုသွားပြီးလော့စပီကာကင်ကဂျင်ညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်။အေးကြီးရဲ့ဂျင်ညာချက်ကိုပြောချင်တယ်။မင်းတို့အိမ်မှာ ဒါတော့ပစိမ်မပေါက်ချွန်းတော့အကိုရှိတယ်ဆိုရင်တပ်ပါဆိုတဲ့ဟောရီယာမိပါမဲ့ကလေးတွေလာရောက်လူတန်းကြပါသူဟာရောင်နောက်ကရတော့ရောက်သွားပြီးလက်ရမြေတွေတိုးချဲ့တော့မယ်တီထက်ပေါ်ပြီးစေတနာတရားပြရှိတယ်ဆိုရင်တော့ဂျင်းနဲ့စားဆရာတွေလာလူတန်းလို့ရတယ်နော်ဂျင်းနောက်မှာရွာလူကြီးရဲ့စောအုံးမှုကြောင့်ပဲရွာသားတွေကသူတို့မှာပိုနေတဲ့ပစ္စည်းတွေကိုတပ်ပိုင်စီပေးလိုက်ကြပါတယ်ဒီခါတပ်ပိုင်ကလည်း လိုအပ်တဲ့ပစ္စည်းကရိယာတွေရရှိပြီးတဲ့နောက်စိုးမျက်နဲ့ကြော်သူတို့မြတ်ကိုခေါ်ကာတော်ရဲကိုချက်ချင်းသွားခဲ့တာပေါ့။တပ်ပိုင်ငါမင်းကိုခဏပဲလာကူညီတာနော်။ခဏနဲ့ငါပြန်တော့မှာ။ငါမှတခြားလို့ရှိသေးတယ်ကွာ။အေးပါကွာကိစ္စမရှိပါဘူး။မင်းတို့ကအခုလိုလာပြီးကူညီတာပဲကျေးဇူးတင်လာပြီ။ကဲငါတို့အမြန်ဆုံးတောခုတ်ကြတာပေါ့။တော်ကြမိုးချုပ်နေအောင်မယ်။ဂျီနောက်စိုးမျက်နဲ့ကြော်သူတို့မြတ်ကတပ်ပိုင်ကူညီပြီးတစ်ပင်ကြီးတွေကိုခုတ်နေခဲ့တော့တာပေါ့။ထက်ကောင်ကြော်သူ တိညာတတ်ပါရင်အသက်ရှင်နိုင်မယ်လို့ထင်လားငါထင်တော့သူတိညာမလွတ်နိုင်တော့ဘူးကွာတဆေတွေလာပြီးလဲပြီးအောင်ညှက်တတ်မှာပဲကြေလုံးနဲ့နိုင်ပေါင်းများစွာကြာပြီးတဲ့နောက်ညနေခင်းရောက်ခါနေ့အချိန်မှာတပ်ပိုင်လဲပင်မန်းလွန်းလို့မြေပြင်ပေါ်မှာဖေးနိုင်ကြနေပါပြီအာပင်မန်းလိုက်တာကွာကဲတပ်ပိုင်ငါပြန်တော့မယ်ညနေစောင်းနေပြီဟာဘာလို့တလောက်မြင်မြင်ပြန်มาလဲကွာညနေစောင်းနေပြီလဲကွာငါတို့အိမ်မြင်မြင်ပြန်มาဖြစ်တော့မယ် ငါမင်းကမတွင့်စုမသိချတယ်။မင်းတို့ငါနဲ့ခဏလောက်နေပါအောင်ကွာ။ငါနဲ့ဒီမှာပဲအတူတူအိတ်လိုက်ပိုးတော်ကောင်းသေးတယ်။စကားပြောဖို့လေးပါလေရတာပေါ့ကွာ။မဖြစ်ပါဘူးကွာ။မင်းကငါတို့မြေကြီးပေါ်မှာအိတ်ခိုင်းချင်တာလား။မအိတ်နိုင်ဘူးဟိအောင်ကြီး။ဟိအောင်ကျော်သူငါတို့အိမ်မြင်မြင်ပြင်ရအောင်လေ။လမ်းလျှောက်ရင်းနဲ့ပို့ပြီးတော့မှောင်လာတော့မှာ။ဟမ်။မင်းတို့ကငါနဲ့တူတူတကယ်မနေဘူးလား။ဟာမနေတော့ကွာ။ငါတဆိတ်ကြောက်တယ်ကွာ။အော်တိကောင်အဲ့ဒါဘာလို့သူ့ကိုပြောလိုက်တာလဲ။ သူသိသွားတော့မှာပဲဒီနောက်စိုးမြတ်တို့နောက်ပြန်သွားပြီးမကြခင်မှာပဲအမောင်တူကြားရောက်လာတဲ့အခါတပ်ပိုင်နဲ့အလုပ်တွေကိုလက်စတတ်လိုက်ပါတယ်ပြီးတာနဲ့သူကရွာသားတွေပေးလိုက်တဲ့စားစာတွေကိုစားပြီးဘာမှအပူပင်မရှိပဲအိတ်ဆက်အနားယူနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအနီအနာခြုံပေါ်ရင်ကြားကနေတဆင်နှကောင်ကတပ်ပိုင်ကိုကြည့်ပြီးတရေကျနေခဲ့တာပေါ့ဟမ်ဘယ်ရောက်ကောင်လာပြီးငါတို့ပိုင်းနဲ့ထဲမှာကျူးကျော်နေရလဲဘသူကငါတို့နေအိမ်ကိုလာဖျက်ဆီးတာလဲကွာ ွားတော့အပြင်ထွက်ကြည့်စမ်းအိုးဒါလူသားတယောက်ပါလားတတော်တတိကောင်းတဲ့လူသားပါလားငါတို့နေရာတော့လာပြီးအိတ်နေတယ်ဆိုတော့ဒါဆိုလဲကောင်းတာပေါ့လေဘိုက်စာညာနဲ့အတော်ပဲဟိငါတို့သူ့ကိုဖမ်းဆားပြစ်လိုက်မယ်မစားနဲ့မစားနဲ့အောင်သူ့ကိုကောင်းကောင်းအိတ်ပျော်ပါစေအောင်အခုညစာတွေရပြီဆိုတော့ဒီနေ့ညငါတို့ဘိုက်ဝပြီပေါ့ကွာသူအိတ်ပျော်နေပြီလားကြည့်စမ်းသူအိတ်ပျော်နေတာထင်တယ်သူ့ကိုရှင်းပြလိုက်ကြရအောင် အဲ့ဒီချိန်မှာပဲတောဆောင်နှက်ကြီးကရုတ်တရက်ပေါ်လာပြီးသူတို့တစ်စိနှစ်ကောင်တားလိုက်ပါတယ်။ရက်လိုက်ရက်ကြဆန်းမကောင်းဆိုးဝါးတွေမင်းတို့ဘာလုပ်ကြမလို့လဲ။အိုးခမည်းမမြင်ဘူးလား။အစားအစာပစက်ဝါကိုရောက်လာပြီးတော့ဘာလို့လာမင်းနေရလဲ။ခမည်းမမျက်လုံးလည်းရှိရပဲ။ကျုပ်တို့ဘာလုပ်မှလဲဆိုတော့ကြည့်လိုက်လေ။မင်းတို့ဒီကလေးလေးကိုစားလို့မရဘူး။အိုးဘာလို့စားလို့မရတာလဲ။အကြောင်းပြချက်လေးပါလေပေးပါအောင်ကျုပ်တို့။ဟျောင်း မင်းကဘာလို့သူ့စကားနားထောင်ရလဲအခုဒီလူသားငါတို့ရဲ့အစားအစာပဲသူကငါတို့ပိုင်နဲ့ထဲကိုသူ့ဘာသာကျူးကျော်လာတာပြီးတော့ကြည့်လိုက်စမ်းသူကငါတို့တစ်ပင်တွေကိုအကုန်ခုတ်လဲပြစ်လိုက်ပြီသူ့ဘလို့လုပ်ပြီးဒီတိုင်းလွတ်ပေးနိုင်မှာလဲဒီကလေးကမင်းတို့အတွက်နေစရာဖန်နီးပေးဖို့လာတာမင်းတို့တရေတစိတွေမဟုတ်ဘူးလားဆွေမျိုးတွေကလည်းကုသိုလ်ကောင်းမှုလုပ်မပေးဘူးဆိုတော့အစာငတ်နေကြတာဘလောက်ကြာနေပြီလဲမင်းတို့ဒီကလေးကိုစားရင်ဒီနေ့တရက်သေးပဲဘိုက်ဝါမှာ နောက်ရက်ဆိုမင်းတို့ပိုက်ကပြန်ပြီးစာလိုက်မယ်တကယ်လို့မင်းတို့သာဒီကလေးကိုတော်ရှင်ဖို့ကူညီပေးမယ်ဆိုရင်မင်းတို့တသက်လုံးအစာမငတ်တော့ဘူးဒီတော့ဘလို့မျိုးလိုချင်လဲဆိုတာမင်းတို့ဘာသာရွေးချယ်လိုက်တကယ်လို့ तू ကခမားပြောတယ်လို့မဟုတ်ခင်ဘလို့လုံးမှာလဲငါကဒီတော်အုပ်ကြီးရဲ့အဆောင်ရှောက်နာမည်ကြီးပဲနတ်တွေဝါရီကဘလို့လုံးပြီးမဟုတ်တဲ့စကားကိုပြောမှလဲမင်းတို့သူ့ဝိုင်းဝန်းပြီးအသက်မွေးဝမ်းကြောင်းပြုနိုင်အောင်ကူညီပေးလိုက်ပါအဲ့ဒီခါကျရင် မင်းတို့လည်းအစာရေစာမရှားသလိုဘယ်တော့မှပိုက်မစားတော့ဘူးဒီကလေးကစူးစားတဲ့သူဖြစ်ပေမဲ့မင်းတို့သူ့ကိုတယောက်တည်းအလုလုခိုင်းမကူညီဘူးဆိုရင်အလုကပြီးမှာမဟုတ်ဘူးမင်းတို့သာသူ့ကိုကူညီမယ်ဆိုရင်တော့အလုကမြင်မြန်ပြီးသွားလိမ့်မယ်ကို့ဘာသာကိုရွေးချယ်လိုက်ကြငါတော့တလောက်ပဲတတိပေးမယ်တောဆောင်နတ်မင်းကြီးကသူ့ရဲ့စကားဆုံးဟာနဲ့အဲ့ဒီနေရာကနေချက်ချင်းပဲပျောက်ွယ်သွားခဲ့ပါတယ်ဘလို့လုံးမလဲအစိမ့်သေးရဲ့ငါတို့သူ့ကိုကူညီပြီးအလုလုပေးမလား ဒါမှမဟုတ်ချက်ထင်းမဲ့စားပြစ်လိုက်ကြမလား။ဟာကွာဘလို့ပဲဖြစ်ဖြစ်သူ့ကိုကူညီပြီးအလွတ်လုပေးကြည့်ရမှာပေါ့။ဒီလိုမှနတ်မင်းကြီးပြောသလိုမဟုတ်ဘူးဆိုရင်ငါတို့သူ့ကိုချက်ချင်းစားပြစ်လိုက်ကြမယ်။ကဲပြောပြီးရင်လည်းဆက်ပြီးညီမနေနဲ့ကြတော့တော်တော်တော်အလုတ်သွားလုပ်ကြမယ်။အလူနဲ့တစိမ့်နှကောင်ဟာကပ်ပိုင်တယောက်အိမ်မောကြနေတဲ့အချိန်မှာပဲသူ့ရဲ့လက်နက်တွေရှူပြီးသစ်ပင်တွေခုတ်ကာကူညီပေးနေပါတယ်။ဟမ်ဒီတိုင်းနေရတာကောင်းရသားနဲ့ကွာ။ ဘာလို့လူသားကောင်ရဲ့ကြုံလာဖြစ်ရတာလဲဒီလိုမျိုးမွေးဖွားလာတာကိုနောက်သားရလို့ကိုမစုံမင်းပါရင်တိုး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 နဲ့ပြောနေရလေကွာတော့အလုလုဆန်းညီးတွားနေရနဲ့အလုကပြီးမှလားမြင်မြန်လို့ကွာအေးပါကွာညီးတွားတာလည်းမကြိုက် အလုလုလည်းမပြီးနဲ့ဘာမှမလုပ်နိုင်တော့ကွာဒီနောက်မှာတော့တော်ရဲကတစိနှကောင်ဟာသူတို့ရဲ့ပဝါဘေးကန်ကျမောင်ညီးတွားရင်နတ်မင်းကြီးရဲ့စကားမလွန်ဆန်နိုင်ပဲတောအုပ်ကြီးကိုကူညီပြီးတော့ရှင်းပေးနေပါတယ် တညလုံးသစ်ပင်တွေလဲပြိုတန်းဓာတ်နဲ့ပစိန်တွေရဲ့ခုတ်တန်းတွေဟာစူညံနေခဲ့ပေမဲ့တပ်ပိုင်ကတော့လေကွက်ဖြစ်လာမဲ့အကြောင်းကိုအိမ်မက်လလမှတ်နေရင်နဲ့အိမ်မောကြနေခဲ့တာပေါ့အဲ့ဒီလိုသူအိမ်မောကြနေတဲ့အချိန်မှာပဲတောဆက်တော်ဝိုက်ကိုတစိနှစ်ကောင်ကတရက်လှပစွာရှင်းလင်းပြီးသားဖြစ်နေပါပြီအာယုံတက်ချိန်ရောက်လို့နေအောင်ချီနွေနွေက သူ့မျက်နှာလာထိတဲ့အခါမှာတပ်ပိုင်တယောက်အပြင်းကြောဆန့်ပြီးနိုးလာခဲ့တယ်ဟာမိုးလင်းနေပြီပဲငါပါဖြစ်လို့တလောက်ထိအိပ်ပျော်သွားရတာလေကွာ ဟမ်ဒီလုံဆိုရင်တော့အလုတ်ကလွယ်လွယ်ကူကူပြီးပါမလားအလုတ်သွားလုတ်အောင်မှာပါဟင်တတာတာတပ်ပိုင်တယောက်အလုတ်စားဖို့အိမ်နေရထားလိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်လုံးပြူပြီးပဆက်အဟောင်းသားနဲ့ရမ်းကိုအံ့ဩသွားတယ်သူမြင်ခဲ့တဲ့ခြုံရွယ်ပိတ်ပေါင်းတွေသွေးပင်ကြီးငယ်တွေပြည့်နေတဲ့တောနှံကြီးဟာအခုတော့မျက်ပင်တပင်အောင်မကျန်အောင် ရှင်းလင်းပြီးသားဖြစ်နေတာကိုသူအရန်ကိုအံ့အားပင့်သွားသလိုကြောက်ရွံ့စိတ်တွေကလည်းဖြစ်ပေါ်လာတယ် ဘသူဘဲဝါကသူ့အတွက်တော်ကိုလာရှင်းပေးလဲဆိုတာသူ့စိတ်ထဲမှာနားမလည်နိုင်အောင်ဖြစ်နေကြတာပေါ့ဟင်ဘသူကငါအတွက်တော်လာရှင်းမရလဲဘာလို့တလောက်ကောင်းနေရလဲဒါဟိုကောင်စိုးမျက်နဲ့ကြောက်သူတော့မဖြစ်နိုင်ဘူးသူတို့နှစ်ယောက်ကငေါ့တလောက်ကြီးကူညီပေးချင်တဲ့ကောင်းနေမဟုတ်ဘူးအဲ့ဒီအချိန်ရွာထဲမှာတော့စိုးမျက်နဲ့ကြောက်သူတို့နှစ်ယောက်ဟာတော်ရင်မှာတယောက်တည်းကြံခဲ့တဲ့တပ်ပိုင်ရဲ့အကြောင်းကိုပြောနေခဲ့ကြတယ်ခေအောင် တပ်ပိုင်ကိုခုလိုရွာထဲမှာမမြင်ရတော့မျက်စိနောက်တက်တာတဲ့ကွာအခုဆိုရင်ဒီရွာနားမှာနောက်ရက်မဲ့သူမရှိတော့ပေါ့ကွာငင်းရလဲအရင်မပြောပါနဲ့ကွာတကယ်တမ်း तू ကမိဘမဲ့တယောက်လေရွာသားတွေစီကတောင်းမဆိုင် तू ဘယ်ကနေသွားရှာရမှာလဲငါထင်တပ်ပိုင်ကတနာဖို့တော့ကောင်းပါတယ်ကွာမင်းရများဒီလိုအခြေမြင့်ရှိရကောင်သွားတနာနေဟွန်းကို့ဘာသာကိုလည်းတနာပါအောင်ကွာအဲ့ဒီချိန်ရွာလူကြီးကသူ့တို့နားကိုရောက်လာပြီးအခုလိုမေးလိုက်ပါတယ်ဟာမင်းတို့နှကောင် ဘာလို့မောင်သက်ပိုင်ကိုတော်ရှင်ဖို့တော့မကူညီသေးတာလဲငါမင်းတို့ကူညီပေးဖို့မှားထားတာမဟုတ်ဘူးလားဘလို့လို့ကူညီနိုင်မှာလဲတကြီးရဲ့အလောက်ကြောက်စရာကောင်းတဲ့တစိတွေရှိနေတာဘသူကသွားရဲမှာလဲသက်ပိုင်ကရောအသက်ရှင်လျက်ပြန်လာနိုင်မယ်လို့ထင်လို့လားတကြီးအဲ့ဒီတော့ဘလောက်ကြောက်စရာကောင်းလဲဆိုတာတကြီးလည်းသိနေရပဲဟိုဟျောင်းတစိရှိတယ်ဆိုတာမင်းသေးချာသိလို့လားကွာဟာသူများတွေပြောနေရပဲလေသူများတွေရောသေချာမြင်လို့လားကွာအော်ဒီတောက်ရှူတော့ ူများတွေတေချာမြင်လာတော့ငါလည်းမသိဘူးလေတဆင့်စကားတဆင့်ပြောနေကြတာမင်းလည်းကြားတာပဲမဟုတ်ဘူးလားပြီးတော့တကယ်လဲဘသူမှအဲ့ဒီနာမသွားရဲကြအောင်သွားတဲ့သူကလည်းအသက်ရှင်ပြီးပြန်မလာနိုင်ဘူးလေတပ်ပိုင်လည်းအဲ့ဒီတိုင်းဖြစ်မှာပဲမင်းတို့ကောင်းတွေဘလို့ပဲဖြစ်ဖြစ် तू ကငါရဲ့ရွာသားတယောက်ပဲလေငါမင်းတို့ကူညီဖို့မှားထားတာဆိုတော့မင်းတို့သွားရမယ်သွားသွားကြည့်လိုက်အောင် तू အသက်မရှင်ဘူးဆိုရင်လည်းငါ့ကိုပြန်လာပြောငါသူ့အတွက်အခမ်းအနားလေးပါလေလုပ်ပေးရမှာပေါ့ဟာဒါဆိုရင်တော့တကြီးတို့ကြီး အခမ်းအနားလုပ်ဖို့သာစောင့်နေကြတော့ကျွန်တော်ယုံကြည်ချက်ရတော့ तू အသက်ရှင်ပြီးပြန်လာနိုင်မှာမဟုတ်ဘူးတကယ်လို့ तू အသက်ရှင်ပြီးပြန်လာရင်ကျွန်တော်သူ့ခြေတော့ဖတ်ပြီးရှစ်ခိုးလိုက်မယ်စိုးမြင့်ရဲ့စကားမဆုံးခင်မှာပဲကျော်လေလမ်းပေါ်မှာတပ်ပိုင်ကခြေလမ်းကျဲကြီးတွေနဲ့ရှောက်လာနေတာကိုမြင်လိုက်ရပါတယ်။အိုးမောင်တပ်ပိုင်ငါမင်းကိုလဲမြေအတွက်သွားရှင်းဖို့မှားထားတာမဟုတ်ဘူးလား။အခုမင်းကဘာလို့ရွာကိုပြန်လာလဲ။မင်းရွာသားတွေစီကစံထက်ထားမှုလာလားကွာ။ဟာမဟုတ်ပါဘူးတကြီးရဲ့ ကျွန်တော်စပားမျိုးစိတ်လေးလာတောင်းတာပါဟင်မင်းကဘယ်မှာသွားခြင်းမလို့လဲကွာတော်ရီရောရှင်းမိပြီလားရှင်းမိပါပြီတကြီးကအဲ့ဒါကြောင့်ကျွန်တော်စပားမျိုးစိတ်လာတောင်းတာပါဟင်တော်ကမရှင်းရသေးပဲနဲ့ဘာလို့စပားမျိုးစိတ်လာတောင်းနေရလဲမင်းတယောက်တည်းတော်ရှင်းတာတညထဲနဲ့ပြီးမယ်လို့တော့မပြောနဲ့နော်အဲ့လိုပြောလဲမင်းဘယ်သူမှယုံမှာမဟုတ်ဘူးဟေးစိုးမြက်မင်းမယုံချင်လဲယုံရမှာပဲပေါ့မင်းမအခုနပြောတယ်လေ तू အသက်ရှင်ပြီးပြန်လာမှာမဟုတ်ဘူးဆို့ အခုကြည့်လေသူပြန်လာနိုင်သေးရပဲအေးကောင်းပြီစိုးမျက်နှာကြော်သူမင်းတို့ညောင်းသွားကြည့်လိုက်စမ်းမောင်တပ်ပိုင်ပြောတာမှန်သလားဆိုတာပြီးငါ့အမြန်ဆုံးစီရင်ခံပါသူပြောတာမဟုတ်ဘူးဆိုရင်ငါတို့အတုံးလိုက်တက်လက်ခုတ်ထစ်ပြီးမိချောင်းစာကျွေးပြစ်မယ်။ရပါတယ်တကြီးရမြင်မြန်သွားကြည့်လိုက်ပါ။ဒီနောက်မှာရွာလူကြီးရဲ့အမှန်တိုင်းပဲစိုးမျက်နဲ့ကြော်သူတို့ညောင်ဟာတောရဲကိုအမြန်သွားကြည့်ခဲ့ကြပါတယ်။အဲဒီမှာသူတို့ရဲ့မျက်စိရှိကမြင်ကွင်းကြောင့်စွန့်အသွားခဲ့ကြတယ်။ အရင်နှောင်းကဂျုံွယ်ပိတ်ပေါင်းတွေနဲ့ပြည်နေတဲ့တောနဲ့ကြီးဟာအခုတော့လေယာစိုက်ပျိုးဖို့အဆင်သင့်ဖြစ်နေတဲ့မြေကွက်လက်ကြီးဖြစ်နေခဲ့ပြီမဟုတ်ပါလားဒါကြောင့်သူတို့ကမယုံနိုင်တဲ့အမှုရာတွေနဲ့ကြွားတကြီးစီကိုအ мян ဆုံးပြန်ပြေးလာခဲ့ပါတယ်တကြီးဂျိုးတကြီးမောမောလိုက်တာဗျာဟာဘာတွေဖြစ်ခဲ့တာလဲကွာဘာတွေတွေ့ခဲ့လို့လဲသူသူတပ်ပိုင်ပြောသလိုပဲဗျမောင်တပ်ပိုင်ပြောတာအမှန်ပဲတကြီး သူတိုးတဲ့အကုန်လုံးရှင်းထားခဲ့တယ်ဘာမှမကြံတော့ဘူးကျွန်တော်ထင်တယ်သူ့ငွေချင်းဖြစ်တောဆောင်ပိတ်တာတွေနဲ့ပေါင်းထားတာသိကြတယ်အမှန်ပဲတကြီးအဲ့ဒီကြောက်စရာကောင်းတဲ့တောကြီးကတညထဲနဲ့ရှင်းလင်းပြီးသွားပြီတကြီးဟေးတကြီးအခုတပ်ပိုင်ကဘယ်ရောက်သွားရလဲအဲ့ဒီချိန်တပ်ပိုင်ကတော့ရွာလေမှာမတက်ရက်ပြီးအတန်အကျဲကြီးနဲ့အော်ဟစ်ပြီးအလူခံနေပါတယ်ကျွန်တော်ကူညီပေးကြပါအောင်ဗျာကူညီပေးပါအောင်တရာတရားရှိရတဲ့သူတွေကျွန်တော်စပားမျိုးစေ့လေးနည်းနည်းတော့ပေးကြပါအောင်ဗျာ ကျွန်တော်ကမိဘမဲ့ကလေးတယောက်ပါအခုတော့ကျွန်တော်မှာကိုပိုင်ရမြင်ရှိခဲ့ပါပြီဒီလိုတောင်းတာလဲကျွန်တော်ခမရုပ်စီကနေနောက်ဆုံးချိန်လာတောင်းတာပါဒီတစ်ခါစပားမျိုးစစ်ပေးလိုက်ရင်နောက်တစ်ခါဘတော်မှလာမတောင်းတော့ပါဘူးဗျာကျွန်တော်ပြောတာအပြည့်အဝယုံကြည်လိုက်ပါဗျို့အေးပါမင်းအဲ့လိုပြောပြီးတော့တကယ်လို့မင်းနောက်တစ်ခါထပ်ပြီးဆန်လာတောင်းတာတွေ့မလွယ်ဘူးနော်ဟင်သူပါလို့တလောက်တောင်မှယုံကြည်ချက်ရှိနေရလဲ ရွာသားတချို့ကတော့တပ်ပိုင်ပြောတာကိုမယုံကြည်ပေမဲ့တကယ်တမ်းသူ့ရဲ့မြေဟာရှင်းလင်းပြီးသားဖြစ်နေတာကိုတွေ့လိုက်ရတာကြောင့်မကြည်ဖြူပေမဲ့စပားမျိုးစေ့တွေကိုပေးလိုက်ကြပါတယ်။တပ်ပိုင်ကတော့သူ့ရဲ့အထင်သေးမှုကိုစိတ်ထဲမှာထားပဲကို့ဘာသာစိုက်ပျိုးရတော့မှဆိုတော့ရှင်းထဲမှာပျော်ရွှင်ကုန်ယူနေခဲ့တာပေါ့။ဒီလုံနဲ့ရွာသားတွေစီကရတဲ့စပားမျိုးစေ့ယူပြီးတပ်ပိုင်တယောက်တော်ရဲကလေကွက်စီကိုပြန်လာခဲ့ပါတယ်။ဒီနောက်မှာစပားမျိုးစေ့တွေကိုရေစိမ့်ပြီး တေချာရှင်းလင်းထားတဲ့လက်ွက်ထဲမှာကျဲချဖို့ပြင်ဆင်လိုက်တာပေါ့ပြီးတာနဲ့တပ်ပိုင်းကမြေပြင်ပေါ်မှာလှဲချပြီးဘာဆက်လုပ်ရမလဲဆိုတာကိုတေချာလေးစဉ်းစားနေပါတယ်။အင်းနောက်ထပ်ဘာဆက်လုပ်ရမလဲမသိဘူး။ဟုတ်ပြီညစာစားဖို့အတွက်တခုခုရှာရမယ်။ညနေစောင်းတဲ့အခါတပ်ပိုင်းကကျော်သားရိစီကရခဲ့တဲ့ဆန်အနှဲငယ်ကိုရိတ်ဆဲပြီးဝါပူတဲ့ထဲကချက်လိုက်ပါတယ်။ ။ထမင်းချက်ခါနီတော့ဝါရဲ့အတွင်ပိုင်းကမှွေးကြိုင်တဲ့ရနံ့ဟာတုံးတခွင်လုံးကိုပြန့်နှံ့သွားခဲ့တာပေါ့။အဲ့ဒီရနံ့ကြောင့်ညာတော်ကအလုပ်ပင်ပန်းထားကြတဲ့တစိနှကောင်လေမခံနိုင်တော့ပဲနဲ့ထမင်းတောင်စားဖို့ထွက်လာခဲ့ကြပါရဲ့။ဟေးဘာရချက်ညာလဲကွာ။ဘာလို့တလောက်တောင်မှမှွေးနေရလဲ။ငါထင်နေဒီလူသားတခုခုချက်စားနေရသေးကြတယ်။ဒါကြောင့်တောထဲမှာတလောက်မှွေးနေရပေါ့ကွာ။ငါတို့သူ့စီကသွားတောင်စားရအောင်လေ။အနှံ့လျအရမ်းမွေးနေရပဲ။ ဘလောက်တောင်စားလို့ကောင်းလိုက်မလဲကွာအေးအဲ့ဒီစိတ်ကူကောင်းနေကွာ နေအောင်မတော်လို့သူသားမပေးရင်ငါတို့ဘာလုပ်ကြမလဲဟာငါတို့သူ့အလုပ်တွေဝိုင်းကူညီပေးခဲ့တာမင်းမမှတ်မိဘူးလားတောဆောင်နဲ့ကြီးကတောင်ပြောသွားခဲ့တာ哦ဒီကလေးကစိတ်တဘောထားကောင်းနေတဲ့ငါတို့အစာမငက်အောင်ရှာဖွေချွေးလိုက်မယ်လို့ပြောခဲ့တာမင်းမိတ်သွားပြီလားကွာသူသားမချွေးရင်ငါသူ့လည်းပြင်အောင်ရိုက်ချိုးပြီးငရုပ်သီးနဲ့တုတ်စားပြစ်မယ်ကွာအလုပ်လားအဲ့ဒါဆိုလက်သွားမယ်လေငါလည်းရက်တော်တော်ကြာပြီးပိုက်စာနေတာကွာ ။အိုးသမင်းပေါအနှံ့လေးကလည်းမှုန်းနေရပဲ။ဟိတ်ဟိတ်ကောင်လေးမင်းပါရချက်နေလို့တလောက်မှုန်းနေရလဲ။ဟာတော်တော်တည့်ရဲ့တည့်ရဲ့သက်ပိုင်တယောက်သမင်းစားဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲတည့်ရဲ့နှစ်ကောင်ကိုမြင်လိုက်ရတာကြောင့်ချက်ချင်းပဲအကြောက်လွန်ကတတိလက်မိတ်မျောသွားပါတယ်။ဟင်သူသူကတတိမိတ်သွားလား။သူငါတို့အရင်ကြောက်သွားတဲ့ထက်နဲ။ဟိကောင်ခီအောင်ထထအောင်လေကွာ။ခီအောင်ထဆန်းငါတို့စားပါမလားကွာ။ဟာ သူသာဒီတိုင်းဆက်ပြီးမေမျောနေမယ်ဆိုရင်ငါတို့ဒီနေ့ထမင်းစားပါမလားတကယ်တမ်းမှာတော့ရွာတကြီးကတပ်ပိုင်ကိုဆန့်နေမပေးချင်တာကြောင့်တော်ရဲကတဆေတွေရှိတဲ့နေရာကိုသွားခိုင်းခဲ့တာပါကြီးရွယ်ချက်ကတော့တပ်ပိုင်ကိုတဆေတွေတပ်ပစ်ပြီးတိစေဖို့အတွက်ပဲဖြစ်ပါတယ်ဒါပေမဲ့တပ်ပိုင်ကတော့အဲ့ဒီတော့မှတရေတဆေတွေရှိတာကိုလုံးဝမသိခဲ့ပါဘူးတောင်ပြန်တပ်ပိုင်ကတောကိုရှင်းလင်းတဲ့အခါတောင်ဆရာကောင်းတဲ့တစီတွေကနတ်မင်းကြီးရဲ့ဖိအားပေးမှုကြောင့်သူ့ကိုကူညီခဲ့ရပြန်တယ် တပ်ပိုင်ရဲ့ကံတရားကမတည်တဲ့ပြင်တစေတွေးရဲ့အကူအညီကိုရနေတဲ့အချိန်ကံကောင်းနေခဲ့တာကိုတော့သူကိုယ်တိုင်တော့မသိသေးပါဘူး။ဟေးကောင်ဟင်သူနှလုံးခုန်များရက်သွားပြီလားကွာ။အာတလောက်လွယ်လွယ်ကူကူနှလုံးခုန်ရက်စရာလားကွာ။ငါတို့သူ့ကိုအမှုပြေတဲ့မျက်ပင်ပေးရှုခိုင်းမှဖြစ်မယ်ကွာ။ဒီနောက်မှာတစေစိန်ကအနီးနားမှာရှိတဲ့အမှုပြေမျက်ပင်ကိုခိုးပြီးပုတ်ချေကရှုခိုင်းလိုက်တာနဲ့တပ်ပိုင်ရချက်ချင်းဆိုသလိုတတိပြန်ရလာတယ်။အိုးနိုးလာပြီလား။ ငါ့ကိုကြောက်လို့ပဲတတိလက်သွားတာဖြစ်မယ်။မင်းတို့ကဘသူတွေလဲ။အခုထိဘာလို့မသွားသေးရလဲ။ဘလို့လို့သွားရမှာလဲ။ဒီနေရာငါတို့ရဲ့အိမ်လေ။မင်းကငါတို့ရဲ့နေရာကိုလာကျူးကျော်တာကွာ။မင်းကပဲကိုမောင်းထုတ်ချင်နေရလဲ။ဟုတ်တယ်ကွာ။ငါတို့ကဒီမှာနေလာတာနှစ်ပေါင်းကြာလာပြီ။အခုလည်းငါတို့မင်းစီကထမင်းလာတောင်းစားတာကွာ။အိုးဘာလို့လာတောင်းတာလဲဗျ။ငါတော့မှတော်တော်လေးကိုကြိုးစားပြီးရှာထားတာငါလည်းသူများတွေစီကတောင်းလာတာဟာမင်းတို့ဘာလို့ကြိုးရမှာလဲ ဟာဒီပုံစံတိုင်းဆိုရင်တော့ငါတို့ဒီနေ့အစာငတ်တော့မှထက်နေ။ဘာလဲမင်းကမကြွေးနိုင်ဘူးလား။မင်းငါတို့မကြွေးဘူးလား။ဒီတော့ကငါတို့ရဲ့အိမ်ပဲကွ။မင်းကငါတို့ရဲ့တော့အကုန်ဖျက်ဆီးပစ်လိုက်ပြီ။မင်းရဲ့အလုပ်ကိုလည်းငါတို့ကကူညီလုပ်ထားပေးတာ哦။ဒါတော့မင်းကငါတို့မကြွေးချင်အောင်ပေါ့လေ။ပြီးတော့မင်းဆိုင်တဲ့စပားတွေကိုလည်းသားရဲ့တရိတ်ဆန်တွေမလောင်ငါတို့ကူညီဆောင်ရှောက်ပေးထားတာ။မင်းကငါတို့ကျေးဇူးကမ်းနေရလားဟမ်။တပ်ပိုင်ဟာအဖြစ်မှန်သဘောပေါက်သွားပြီ။ အန်အားတင့်မှုတွေနဲ့ပြုံးရဲကအခုလိုပြန်ပြောလိုက်ပါတယ်။အော်မင်းတို့နှကောင်ကငါ့ကိုကူညီပေးခဲ့တဲ့သူတွေလား။ငါတခြားသူတွေလို့ထင်နေတာ။လာလာလာအဲ့ဆိုလဲထမင်းတူတူစားရအောင်လေ။အဲ့လိုဆိုရင်တော့မင်းတို့နှကောင်ကတကယ်ကိုစိတ်တော်ထားပြည့်ဝတဲ့တစိတွေပဲ။အေးဒီလိုမျိုးမှအကုန်အဆင်ပြေမှာကွာ။ကဲငါထင်ထမင်းမြန်မြန်စားတာပိုကောင်းမယ်ထင်တယ်။ငါတို့တကယ်ကိုပိုက်စာနေပြီကွာ။ဒီနောက်မှာတော့တစိနှကောင်နဲ့တပ်ပိုင်တို့၃ယောက်သား ချမင်းဝိုင်းဖွဲ့စားကြပြီးစကားစမြည်ပြောရင်းနဲ့တဖြည်းဖြည်းရင်းနှီးလာခဲ့ကြတယ်။တားပြင်သူတို့ကတောင်နဲ့တောင်ကူညီဖေးမှပြီးယုံကြည်မှုတွေတိဆောက်လာကြတာပေါ့။တာနဲ့ပဲတစိနှကောင်ဟာတပ်ပိုင်ရဲ့စေတနာနဲ့ယူသားမှုသဘောကျပြီးသူ့နောက်ကိုတသက်လုံးလိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ရပောင်းများစွာကြလာပြီးတညမှာတော့တပ်ပိုင်ကတစိနှကောင်နဲ့တူတူထိုင်နေရင်အခုလိုပြောလိုက်ပါတယ်။ငါတို့ဒီလိုမျိုးမြေကြီးပေါ်မှာအိပ်ပြီးနေတာမကောင်းဘူးကွာ။ ငါတို့လေယောင်ချီနဲ့မိုးတံလေတံကာကွယ်နိုင်အောင်တဲရင်လေတလုံးလောက်တော့စောက်တဲ့နဲ့မဟုတ်ဘူးလားအကြီးကြီးစောက်လိုက်ပါလားဘာလို့တဲတဲတဲလေးကိုစောက်ချင်ရတာလဲတက်သားတွေကလည်းအများကြီးပဲဟိုမင်းအပြင်းထူနေရလားကွာအော်မဟုတ်ပါဘူးဗျာအကြီးကြီးစောက်လို့မဖြစ်ဘူးကွာငါတို့မှာပတ်စံအများကြီးမရှိဘူးဟမ်ပြင်းနေဆိုတာလည်းအမှန်ပဲလေကိုကိုကိုကောင်းတဲ့သူလို့ပြောဖို့အကြောင်းပြချက်တွေလာပေးမနေနဲ့မင်းကပါရင်စဉ်းစားနေရလဲကွာငါ့ကိုမဟုတ်တဲ့ရုပ်တွေတော့လာမပြောနဲ့နော် ဘာမှမစင်စားပါကွာဘယ်တုံးကမှလည်းမစင်စားခဲ့ဘူးအေးကောင်းပြီမင်းတို့ငါ့ပေါ်မကောင်းတာတွေးနေတာငါသိတယ်ဆိုရင်တော့မင်းတို့တိတ်သွားမယ်ဘာမှတ်နေလဲဒီနောက်မှာတော့တစိနှကောင်ဟာကပ်ပိုင်ရဲ့တဲအိမ်လေးစားဖို့အတွက်အားကျွမ်းမှန်တဲ့ကုညီလောက်ကန်ပေးခဲ့ကြတယ်အေးဒီလိုမျိုးမှအဆင်ပြေပါလေစားနေတဲ့ထမင်းကျိစုတိတက်မှပေါ့အာဒီကောင်ကြည့်စမ်းသူအမိတ်ပေးနေတာပဲအမိတ်ပေးမှစားမင်းရောကုညီပြီးလှုပ်လိုက်တော့ပိုမြန်တာပေါ့ကွာ လှုပ်လှုပ်ကြဆမ်းပါကွာမင်းတို့ညီးမနေနဲ့အဲ့တော့တေချာလှုပ်ထားငါစားစရာတစ်ခုခုတော့ရှာလာအောင်မယ်အေးအဲ့လိုလှုပ်ဆမ်းပါကွာ အများကြီးရှာလာခဲ့နော်ငါတို့လှုပ်အားနဲ့တန်းအောင်အတကုံစားပြစ်ပါကွာအေးပါငါရှာနိုင်တဲ့လောက်ပဲရှာလာမှာအစားဖို့ဖို့စဉ်းစားမနေနဲ့အလုပ်ကိုသာကောင်းကောင်းလုပ်တပ်ပိုင်လည်းတိုင်းရင်စားဖို့အလုပ်သမားကောင်းနေဖြစ်တဲ့တစိနှကောင် ချန်ထားခဲ့ပြီလေကွက်အနီကချောင်းငယ်လေးစီကိုငားများဖို့ထွက်လာပါတယ်။အိုးဒီနေ့ရာသီဥတော်ကตายရလိုက်တာကွာ။ ဒါပဲလေလူတယောက်ရဲ့ဘဝအရင်ကြီးရုန်းကန်မှုမလို့ပါဘူးအရင်ချမ်းသာတာမဟုတ်ပေမဲ့ဘိုက်ပြည့်နေရပြီလေဟင်ဒီလိုပဲနေသွားရင်ကောင်းမလားဟမ်ငါရီယာဘယ်ရောက်ကုန်တာလဲဒီနေ့ငါဟင်းချိုလေးတစ်ခွက်တောင်ရနိုင်ပါမလားမသိဘူးတဲအိမ်စောင့်နေတဲ့တဆေနှကောင်ကတော့တပ်ပိုင်ပြန်လာမဲ့အချိန်ကိုစောင့်မျှော်နေခဲ့ကြတယ်ဟာငါတို့တခင်ကဘာလို့ပြန်မလာသေးတာလဲကွာဒီနေ့ရောစားရအောင်မလားဒါမှမဟုတ်မနေ့ပြန်မစားရမှာလားကွာ ဟာမင်းကလဲစိတ်ကိုအေးထားစမှာကွာခဏနေစားမှာပါပွားစိပွားစိလုံးမနေနဲ့ဘိုက်ဆိုင်တတွေးမြို့ချလိုက်ဂလူဘလို့စိတ်အေးထားမှာလဲကွာအခုတော့ဘိုက်ကစားနေပြီဘိုက်စားလုံးလုံးဥရီပြတ်တော့မယ်ကွာဟာမင်းထက်ပြီးအော်မနေနဲ့ငါတော်တဲ့အသားရဲ့တရိတ်ဆန်ကိုကြောက်တယ်ကွာဘာတစီရအသားရဲ့တရိတ်ဆန်ကိုကြောက်နေရလားကွာပြီးတော့မင်းကအရင်အပြစ်တင်တာပဲငါလူလောကမှာចောင်းသားပွားတော့ကအဖွဲထဲမှာအဆူတော့ဟာ ငါတန်ဂီတနဲ့ဆိုရင်ဟိုအဆိုတော်လွမ်းမှန်ထက်တောင်ပိုကောင်းသေးတယ်မင်းရှုံလားကွာအဲ့ဒီအချိန်မှာပဲတပ်ပိုင်းတယောက်တော်တဲမှာစားဆရာရှာရာကနေပြန်ရောက်လာပါတယ်လာပြီလာပြီဒီမှာငါ့ရဲ့အများရလာတယ်ဒီနေ့ငါ့ကိုဘယ်လိုချက်စားကြမလဲကွာกินလိုက်กินတာစားမယ်กินမယ်ဟဲ့လားငါအသားတော့လှုပ်စားချင်တယ်ကွာငါတော့ငါกินမယ်စားချင်တယ်ခင်ဗျငါအတုပ်စားချင်တာကဲတော်ပြီတော်ပြီမငင်းကြနဲ့တော့ ငါအတုပ်ရောအခင်ရောနှမျိုးစလုံးချက်ပေးမယ်အေးဒီလိုမှပေါ့ကွာဒီလိုလုတ်ပေးလိုက်တော့ကောင်းတာပေါ့ငါတို့တင်ညာငါဟင်းစားရတော့မယ်ဟိဒီနောက်မှာတော့တစိနှကောင်နဲ့တပ်ပိုင်တို့၃ယောက်သားတော်ရင်မှာပဲပျော်ရှင်စွာအတူတူနေထိုင်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာတော့ရွာတကြီးကတပ်ပိုင်တယောက်တည်းတော်ရင်မှာဘလို့နေလဲဆိုတာကိုတန်တရာဝင်လာပါတယ်အကြောင်းကတော့တပ်ပိုင်ရရွာကိုရက်တော်တော်ကြားတဲ့အထိပြန်လာခဲ့လို့ပါဒါကြောင့်သူ့ရဲ့တပည့်နှစ်ယောက်ဖြစ်တဲ့စိုးမျက်နဲ့ကျော်သူတို့သွားပြီးစုံစမ်းခိုင်းပါတယ် ကြွားတကြည့်ကျွန်တော်တို့မြောက်ခေါ်တာဘာကိစ္စရှိလို့လဲဗျမင်းတို့နှကောင်မောင်တက်ပိုင်ငါတို့ရွာနာမှာဆန်လာတောင်းတာတွေ့သေးလားငါမတွေ့တာတော်တော်ကြာနေပြီနော်ဟုတ်တယ်တကြည့်သူစပားမျိုးစိတ်တွေလာတောင်းတဲ့နေ့တည်းကမတွေ့တော့ဘူးဗျကျွန်တော်စိတ်ထင်သူ့တရေစားသွားပြီထက်နဲ့အေးအဲ့ဒါကြောင့်ငါမင်းတို့မြောက်တော့ဆုံဆန်းခိုင်းမလို့သူ့တရေကလည်းပဲညှက်တက်လိုက်ပြီလားမသိဘူးလေတကယ်ကြည့်သွားမှလားတကြည့်အဲ့ဒီတော့ကအရင်ကြောက်စရာကောင်းတာနော် ကျွန်တော်သွားလို့တရေစားတာခံရရင်ဘသူကဒါဝင်ယူပေးမှာလဲတပ်ပိုင်ရောလွတ်ထမ်းလိုက်ပါဗျာသူ့ဘာသာသူဘလို့ပဲဖြစ်ဖြစ် သူ့ဘဝတန်မိုးရှိရမှာမဟုတ်တာငါမင်းတို့သွားခိုင်းတာလေဘာတွေစကားရှည်နေရလဲသွားဆိုရင်သွားပေါ့ကွာရွာတကြီးရဲ့အမိန်ကိုမလွန်ဆန်နိုင်တော့စိုးမျက်နဲ့ကြော်သူတို့နှစ်ယောက်လဲတပ်ပိုင်ရှိတဲ့တော်ရဲကိုထွက်လာခေရတာပေါ့ဖြစ်အောင်ရွာလူကြီးကလည်းငါတို့ပဲအမိန်ပေးနေတယ်ငါတို့ကသူ့ရွာသားတွေဆိုပြီးခိုင်းဖက်လုံနေတာတော့မဟုတ်သေးဘူးကွာအေးလေ မင်းအောင်ဘာလို့တလောက်ညီးတွားနေရလဲသူအမိန်ပေးလိုက်လှုပ်လိုက်ုံပဲ哦မင်းဘလောက်ပဲညီးတွားနေပါစေသွားရမှာပဲလေငါလည်းမညီးချင်ပါကွာဒါပေမဲ့မင်းမြင်တဲ့အတိုင်းပဲသူကတအားလွန်လွန်းနေဒီလိုတရေတစေတွေရှိတဲ့တောထဲကိုသွားပြီးငါအသက်ကိုစွန့်ဖို့တော့မလိုမလားအေးပါကွာမင်းကလည်းငါတို့မြင်မြင်သွားပြီးမြင်မြင်ပြန်ရအောင်လေအဲ့ဒါဆိုဘာမှမဖြစ်ပါဘူးကွာတပ်ပိုင်တော့အသက်ရှင်နေနိုင်တာပဲငါတို့ကသူ့ကိုခိုးချောင်ခိုးရက်နဲ့ကြည့်ုံမဲလေမင်းကဘာလို့အဲ့လောက်တောင်မှကြောက်နေရလဲ ြောက်ချီရလဲပန်းလိုက်တာ။အေးနည်းနည်းတော့ကြောက်တာပေါ့ကွာ။မင်းမကြောက်ရင်ဘာလို့တယောက်တည်းမသွားတာလဲ။ဘာလို့ငေါ့ပအောင်ခေါ်သေးရလဲ။ဟာတယောက်တည်းဘလို့သွားမှာလဲကွာ။ရွာတကြီးကငါတို့ညောင်လုံးခိုင်းတာလေ။ငါတယောက်တည်းသွားရင်တကြီးပေးမဲ့လက်ဆောင်တွေကငါတယောက်တည်းရမှာပေါ့ကွာ။အဲ့ခါကျမှမင်းငေါ့မနာလို့ဖြစ်အောင်မယ်။မင်းကတတ်တမဲ့အကြောင်းပြချက်တွေရှာနေရပဲ။အေးလေငါပြောတာမမှန်လို့လားကွာ။อืมမှန်တာပေါ့။ကြည့်တော့မှတော့မှရင်မြင်မြင်သွားကြမယ်။ ငါနေ့လေဖက်ကြီးဘာလို့အိတ်ချက်ညာလဲမသိဘူး